မြတ်တလွေ channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာအကသော်ရေးသားထားတဲ့စုံတီကြီးဥပဒါနဲ့ဂျက်ကရာစာဆိုတဲ့ဂမ်မီယာဇာတ်လမ်းကောင်းလေးရဲ့ဇာတ်သိမ်းပိုင်းကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာခင်ဗျားတို့လောက်ရက်ကတိတ်အန်နေများတယ်ဗျာ ညဆိုကံမကောင်းရင်ကြောင်းတစ်ထောင်ခံမောင်းသိမ်းပါဗျ။ဘာကြီးတင်မောကတကြီးကိုကြည့်ရင်ကဲဘာဒီရေကြားမောက်ဆိုတွေလည်းရောက်လာပြီဆိုတော့ငါတို့အလုပ်တွေလည်းပြီးပြီပေါ့ကွာတို့တွေပြန်ကြတော့မယ်ကွာ။ဒါဖြင့်ဝါမခုတ်တော့လားဘာကြီး။တို့ရွာသားတွေတောင်တော်တယ်မဝင်ရဲတာ။တို့ကဘာဖြစ်လို့တော်တယ်ဝင်ရမှာလဲကွာ။ပြန်ကြတာပဲကောင်းမယ်ကွာ။တကြီးဘာဒီကလက်ကကချေကကဖြင့်နေကြပါအောင်ကွာမပြန်ကြပါနဲ့အောင်တင်မောရ။ဟာဘာဖြစ်လို့လဲဟာ ကြားမဟုတ်ဆိုရလာရင်ပြန်ရမယ်လို့မင်းမဲပြောတာမလားဟုတ်တော့ဟုတ်ပါရဲ့တငယ်ချင်းရာဒါပေမဲ့ရွာလူတွေကမင်းတို့ကြားမဟုတ်ဆိုအစ်စ်တွေလို့ထင်သွားကြပြီကွာခမောင်ကြားမိဆွဲတာကြားကိုလက်ကြီးပလာနဲ့တိုက်တာတွေကိုတွေ့ပြီးမင်းတို့တက်ယုံကြီးအားကိုးသွားကြပြီမင်းတို့ကအခုချိန်ထပြန်မယ်ဆိုရင်တို့ဘယ်တော့အားငယ်သွားကြမလဲကွာမင်းတို့နည်းနည်းပါးပါးစဉ်းစားပေးကြပါအောင်ဘာကြီးတင်မောကဘာဆက်လုပ်ရမှမသိတာနဲ့ဥပဒါကိုလှည့်ကြည့်ဥပဒါကခေါင်းကိုညှိလိုက်ရင်မင်းပြန်ချင်းပြန်တင်မောရေ ငါတို့ကတော့ကြားမော်ဆိုးရဲ့အမိခံပြီးပြီမို့ပြန်လို့မရတော့ဘူးကွာဟောဒီကမော်ဆိုးကြီးနဲ့ပေါင်းပြီးဒီကြားကိုဖမ်းမှုလုပ်ရမယ်ငါတို့လည်းကြားဘလို့ဖမ်းရမလဲဆိုတာအတွေ့အကြုံရတော့ပေါ့ကွာမဟုတ်လားအောင်မလေးဥပဒါရာဥပဒါအတွေ့အကြုံကြီးရလဲအခက်မသိနဲ့ပြည်တန်းရောက်မယ်အတွေ့အကြုံကြီးဗျဒါနဲ့မော်ဆိုးကြီးကကြားကိုဘလို့ဖမ်းမယ်စိတ်ကူးလဲကြားရွာကိုချောင်းချောင်းနေတာဆိုတော့ရွာနီးချောက်ဆက်မှာထောင်ချောက်ထောင်ပြီးဖမ်းမယ်ဗျအဲ့ဒီကြားကျုပ်စိတ်ချင်း9နှစ်10နှစ်တားလောက်ပဲရှိမှာ ဒါကြောင့်ဝါကြီးကြီးနဲ့တောက်ကိုင်းထောင်ပြီးဖမ်းမယ်။တောက်ကိုင်း၆ခုကိုရွာပတ်လေထောင်ပြီးဖမ်းရမယ်။ပြီးတော့တောက်ကိုင်းမှာဒေါင်တင်လို့ခေါ်တဲ့ခလောက်ကိုတက်ထားမယ်။ကြားမိရင်အတန်ကြီးမှာပဲ။ဒီတော့မှကျောက်တော့ကပြေးသွားပြီးကြားကိုတနက်နဲ့ပြစ်တက်ပြီးတော့ဇီဝင်ချွေပေးလိုက်တာပေါ့။မုံဆိုးစောတဲ့ရဲ့အကြံကိုအားလုံးကလက်ခံလိုက်ကြတယ်။တောက်ကိုင်းထောင်ကိုသူတို့တွေထွက်သွားကြတော့မှကျောက်ကအိမ်ထဲကိုမရောမလဲနဲ့ဝင်လာခဲ့တယ်။ဘာလို့ဖို့လဲဆိုတော့ပိုးပကြီးကိုရှာဖို့ပေါ့ဗျာ။ပိုးပကြီးများကြားတွေ့လို့ကြောက်ဖြားဖြားသွားပြီလားမသိဘူး။ အိမ်နောက်ရောက်တော့ပိုးပကြီးကမိဖို့ထဲမှာဟင်းချက်နေတယ်။ပိုးပကြီးရဲ့ပခုံးအသာလေးထိလိုက်တော့ပိုးပကြီးကဒီဘက်ကိုလှည့်လာတယ်။ကျုပ်ဖြင့်ပိုးပကြီးမျက်နှာကိုမြင်ပြီးထအောင်လိုက်မိတယ်ဗျာ။ဘာဖြစ်နေရလဲပိုးပကြီး။ပိုးပကြီးကသူ့အပေါ်နှကန်ရောအောက်နှကန်မှာကုန်းရွက်တွေကတ်ထားလို့ဗျ။အာဟိုလေးရေယုံပေါက်နေလို့ပါ။ရေယုံကလည်းအချိန်ကောင်းပေါက်ရသလားနော်။ဒါနဲ့ညအကြောင်းမြင်တော့ဘလို့ဖြစ်သေးလဲ။ပိုးပကြီးကခေါင်းမဲခါပြတယ် နောက်တော့ ADSL လောက်နေတာနဲ့တောက်လဲမီးဘိုတွေကလည်းပြန်ထွက်လာခဲ့ရတယ်။အမှန်ဆိုရင်ပိုးပကြီးကသူ့ကိုကဲတင်ခဲ့တဲ့ကြောက်ကိုကျေးဇူးရတဲ့ကြောက်ကလည်းရပါတယ်ဘာညာပြောရင်ချစ်ရဲဆိုမဲ့တွေးလာတာဗျ။အခုတော့ကြောက်ကြီးရဲ့ချက်တွေတဲတဲ့ရဲတို့ဖြစ်ကုန်ပါပြီဗျာ။ဒီညကတော့ကြောက်အိပ်ရမယ်အလဲဗျ။နှစ်ညလောက်မအိပ်ရဘူးဆိုတော့လူလဲကြောင်တောင်ဖြစ်နေပြီ။ကိုစောသိန်းတို့ကလည်းရွာပပတ်လေမှာတုတ်ကိုင်းတွေထောင်ထားပြီဆိုတော့ဒီကြောက်ကိုဖမ်းမို့ကသူတို့တောင်းဝန်ဖြစ်သွားပြီပေါ့။ညစာစားပြီးတော့စကားစမြည်ထိုင်ပြောဖြစ်ကြတယ်။ကိုအောင်ခင်က ဟောဒီကိုစောသိန်းဆိုတဲ့လူကနည်းနည်းရလူမဟုတ်ဘူးဗျမြမပြည်တခွင်လုံးကစိုးပါတယ်ဆိုတဲ့ကြားတွေကိုနှိမ်နှင်းခဲ့တဲ့လူပဲဗျကျောက်တို့တက်တော်ဌာနမှာကြားစိုးတည်င်းထွက်လာပြီးရေးဆိုရင်ကိုစောသိန်းကိုပဲအားကိုးနေရတာကိုစောသိန်းခမပြစ်ခဲ့တဲ့ကြားတွေဘယ်နှကောင်လုံးရှိပြီလဲ30ကျော်ပြီအတိအကျပြောရင်34ကောင်ရှိပြီဒီတကောင်ပြစ်ပြီးရင်တော့35ကောင်ပေါ့တော်တော်များတာပဲဗျဒါနဲ့ဒီအမယောကြီးရောဘလို့ရလာခဲ့ရလဲကိုစောသိန်းကသူ့မျက်နှာကိုပုတ်ကြည့်ရင် တောက်ချက်ဆင်းလဲတဲ့ကြားအုပ်ကြီးတစ်ကောင်ပေးခဲ့တဲ့တန်ရာပေါ့ကွာအခုတော့အဲ့ဒီကြားကြီးလည်းငှားလက်ချက်နဲ့ကြွသွားပါပြီဒါဆိုရင်တမန်းကြားတွေပါရောဖြစ်ဘူးလားကိုအောင်ခင်ကထရရင်တမန်းကြားဆိုတာလူတွေပဲလေဘယ်လိုလုပ်ဖြစ်မှုမလဲဒါဆိုခမရတမန်းကြားဆိုတာရောမြင်မူးလားကိုစောတဲ့ရကောင်းငိမ့်နေကိုအောင်ခင်ကလည်းကောင်းငိမ့်ရှာတယ်ဗျဒါဖြင့်တမန်းကြားဆိုတာတကယ်ရှိတာပေါ့နော် စကားနဲ့တဲ့ကိုစောသိန်းကဘာမှသိမ့်မပြောဘူးဗျကိုအောင်ခင်ကပဲကြောက်အမေကိုဖြည့်တယ်တကယ်ရှိတာပေါ့ကွတမန်ကြားဆိုတာတခြားနေရာမှာမရှိဘူးဟုံးမလင်းအထက်ထမန်တီဆိုတဲ့ရွာမှာပဲရှိတာတမန်ကြားပြောင်းတာကိုကျုံမျက်စိနဲ့တက်အပ်မြင်ခဲ့ဘူးလားဗျဝါစိတ်ဝင်စားတယ်ပြောပြပါဦးဗျာမုံရွာနဲ့ရေလန်းခရီးနဲ့ဟောင်းမလင်းကိုတွားရတယ်။ဟောင်းမလင်းရောက်ရင်ထမန်တီရွာကိုရောက်ဖို့ကုန်းလန့်နဲ့ဆက်သွားရတယ်။ကျုပ်ကအဲ့ဒီဘက်မှာတခါတာဝန်ကျဘူးလို့သိတာဗျ။ တမန်ကြားဆိုတာတာမန်ချိန်မှာလူပဲကြားဖြစ်တဲ့ချိန်ရောက်မှကြားဖြစ်ပြောင်းပြီးတော့တောထဲတောင်ထဲမှာမဲလိုက်စားကြတာစားတော့ပြီးရင်သူ့ကိုပြန်ခေါ်ပြီးလူစိတ်ပြန်တွင်းပေးရတယ်။ဘာကြောင့်တမန်ညာဖြစ်လဲဆိုတာတော့ငါလည်းမသိပေမဲ့ဒါမီယိုဖလာလက်ဆင့်ကမ်းလာတဲ့မှော်ပညာတစ်ခုဆိုတာတော့သိကြတယ်ကွာ။ခင်ဗျားပြောသလိုဆိုရင်တမန်ကြားတွေကအချိန်တိုင်းကြားဖြစ်ပြောင်းလို့မရနိုင်ဘူးလား။ဟုတ်တယ်။တမန်ညာပြောင်းမှုဆိုရင်နှစ်ဆန်းတစ်ရက်နေ့ကတနင်္လာနေ့ကြားတဲ့နေ့ဝါဆိုလာပြည့် ဘာကောင်လာပြရတနင်္လာနေ့ကြတဲ့နေ့အဲ့ဒီနေ့တွေမှာပဲပြောင်းနေတာကွတမန်ကြပြောင်းဖို့ဆိုရင်အရင်ဆုံးအတိမိတ်ဆွေဖြစ်ဖြစ်အိမ်သားဖြစ်ဖြစ်တယောက်ကိုခေါ်ရတယ်ပြီးတော့ထမန်တီရွာကနေဆန်ဆက်ကုန်းဆိုတဲ့နေရာကိုသွားရတယ်ဆန်ဆက်ကုန်းကနေမှတစ်ဆင့်နတ်ဆင်ကုန်းဆိုတဲ့နေရာကိုထပ်သွားရတယ်အဲ့ဒီနတ်ဆင်ကုန်းဆိုတာတမန်ကြအဖြစ်အသွင်ပြောင်းနေနေရပေါ့နတ်ဆင်ကုန်းမှာအစိပ်ပင်အကြီးရှိတယ်အစိပ်ပင်ဆိုတာပင်စင်ဖြောက်ဖြောက်နဲ့လက်ပံပင်ကိုကိုမင်းကြီးတွေလိုအပင်မြင့်ကြီးတွေကွအဲ့ဒီပင်ရဲ့ပင်စီကိုဓာတ်နဲ့ထစ်ပြီး ထွက်လာတဲ့အစေးဖြစ်ဖြစ်တွေကိုမြားတန်းဒူးလေးတံမှာတုတ်ပြီးမုံဆိုးတွေကအစိတ်ဖြစ်နေလောက်ကြလို့အစိတ်ပင်လို့ခေါ်တာတမန်ကြာပြောင်းမဲ့လူကသူ့ဝတ်ထားတဲ့အဝတ်စားတွေကိုချွတ်ပြီးတစ်ပင်အောင်မှာပုံလိုက်ရတယ်ပြီးတော့တစ်ပင်ကိုနောက်ကျောပြီးပြီးခြေစင်းထိုင်ရင်မန်နန်တွေရွတ်ကြတယ်ဘာတွေရွတ်တာလဲဆိုတော့ငါလည်းမသိဘူးအချိန်တော်တော်ကြာအောင်ရွတ်ပြီးတော့ကြားစိတ်ပေါက်ပြီးဝူးဝါးနဲ့ထအော်ပြီးတော်ရဲပြည့်ဝင်သွားတာပဲကွာတော်ရဲရောက်ရင်ကြားအဖြစ်ပြောင်းသွားတယ်လို့ဆိုတယ်အဲ့ဒီမှာကြံခဲ့တဲ့လူကနေကောင်အောင်စောင့်နေရောပဲတခါတခါဆို၃လရက်လောက်ကြာတတ်တယ် ငါလဲသူတို့နဲ့စောင့်နေနေတနေကုန်သွားတယ်။နောက်တနေ့မနေ့ရောက်တော့တော်ရဲရနဲ့ကြားဟင်းနိုင်ကြီးကြားပြီးကြားကြီးတကောင်ထွက်လာတော့တာပဲ။ဘာရီစားရလဲမသိဘူးပိုက်ကြီးကိုကားလို့ကွာ။အဲ့ဒီကြားကြီးကိုတွေ့တဲ့အခါစောင့်နေတဲ့သူကသူချုပ်ခဲ့တဲ့အဝတ်အစားတွေနဲ့ရက်ရက်ပြီးခေါ်ရတယ်။ကြားကြီးကလူကိုဒုက္ခမပေးတဲ့အပြင်သူ့အဝတ်အစားတွေကိုလာပြီးနန်းကြည့်တယ်။နန်းကြည့်နေရင်ကနေသူ့အနက်ရသွားတော့မှလူစိတ်ပြောင်းဝင်ပြီးတော့လူပြန်ဖြစ်သွားတော့တာပဲဟေ။တချို့တမန်ကြားတွေကြတော့လူစိတ်ချက်ချင်းမဝင်ဘူးဆိုရင်တဲယုန်နဲ့ပတ်ရသေးတယ်။ တကယ်လို့တမန်ကြလူစိတ်လုံးဝပြန်မဝင်တော့ရင်ကြားဖြစ်နေတသက်လုံးတောထဲမှာပဲနေသွားရတော့တာပဲဟာစမ်းလိုက်တာဗျာပြောမယုံကြုံမှုမှသိဆိုတာဒါမျိုးပေါ့တခါနာကကြားဆိုတာရှိသေးတယ်တမန်ကြောက်လူသိညာပဲမယ်နာကကြားဆိုရင်လူသိမသိကြဘူးနာကကြားရောလူကနေကြားဖြစ်ပြောင်းသွားတာပဲလားမဟုတ်ဘူးကွာနာကကြားကြတော့တမန်ကြားနဲ့မတူဘူး तू ကကြားပေးခံရတယ်လို့ခေါ်တယ် မော်စရာကြီးတွေမှာမော်ဝင်ကြားကြီးတွေရှိတယ်ကွာအဲ့ဒီမော်ကြားတွေကိုသူတို့နဲ့ခင်တဲ့သူပညာဆက်ခံတဲ့လူတွေကိုကြားလက်ဆောင်ပေးကြတယ်များသောအားဖြင့်ကြားကိုလက်ခံမဲ့သူဟာစိတ်တဘောတာကောင်းသူဒေါသမကြီးတဲ့လူတွေကိုပေးတတ်ကြတယ်ကြားပေးတဲ့အခါမော်စရာကြီးတွေကလက်ခံသူသိအောင်ဖြစ်ဖြစ်မသိအောင်ဖြစ်ဖြစ်ပေးရတတ်ကြတယ်ပေးတာကတော့ဘာပြည့်စုံမဆိုပေးရတယ်တိရကလေးတို့ရဖြစ်ချင်းဖြစ်မယ်လူအတောင်းဆောင်တစ်ခုခုလည်းဖြစ်ချင်းဖြစ်မှာပေါ့တပတ်လူကမော်စရာကြီးပေးတဲ့လက်ဆောင်ကိုလက်ခံလိုက်ပြီဆိုရင်အဲ့ဒီလူကကြားရသွားပြီကွာ ဟာဒါလည်းစမ်းတာပဲနာကကြာအချိန်ရှိတယ်ကွာသူ့ကိုလက်ခံရတဲ့နေ့ကနေအဲ့ဒီမော့ကြာတဖြည်းဖြည်းကြီးလာတယ်လက်ခံရတာ၃နှစ်ကြာပြီဆိုရင်အဲ့ဒီမော့ကြာကလည်း၃နှစ်ရွယ်ပေါ့ကွာမော့ကြာကသူ့တခင်ကိုသူရှိကြောင်အိမ်မက်တွေပေးတယ်အရေးရောက်နေပြတယ်ကွာအသက်ကြီးလာတဲ့နဲ့အမြတခင်ဖြစ်သူနဲ့စိတ်ချင်းဆက်လာတယ်တခင်ဖြစ်သူကလူတယောက်ကိုစိတ်ဆိုးလို့တေးပါစေလို့ပြောလိုက်ရင်မော့ကြာကအဲ့ဒီလူကိုကြိုက်တက်ရောဆိုပဲဒါကြောင့်စိတ်တဘောသာကောင်းတဲ့သူတွေကိုပဲပေးတာများတယ် ဒေါသကြီးတဲ့လူတို့သာပေးမိရင်တော့အဲ့ဒီရွာတော့သွားပြီးသားမှတ်တော့ပဲဒါဆိုအဲ့ဒီမော်ကြာလူတင်လိုက်တေရောလားဒါဘောကတခင်အသက်ကြီးပြီးတေတော့မှမော်ကြာလိုက်တေတာကွအဲအကြောင်းတစ်ခုခုကြောင့်တခင်နဲ့မော်ကြာနဲ့အဆက်အသွယ်ပြတ်သွားရင်မော်ကြာကြီးကယူသွားပြီးတော့လူတွေကိုလိုက်တက်ရောပဲဟိငါလေရှိဘက်ကိုရောက်တော့အဖိုးကြီးတယောက်နဲ့ခင်မှုတယ်ကွအဲ့ဒီဖိုးကြီးကမော်ကြာကိုပိုင်းနေနာကကြီးပေါ့တို့တွေရွာတရွာကိုသွားမယ်လို့တော့ညနေမိုးချုပ်နေပြီးအဖိုးကြီးကမသွားပါနဲ့ လမ်းခီးမှာအန္တရာယ်များတယ်လို့ပြောတယ်။ငါတို့ကလည်းအလုပ်သဘောနဲ့မို့မသွားလို့မရတော့ဘူးဆိုပြီးတော့ထွက်လာခဲ့တော့တလန်းလုံးကြားကြီးတကောင်ကငါတို့ရှိရနေခက်ရေးရေးသွားနေတော့မြင်ရတယ်ကွ။နောက်ပြီးတော့လမ်းဆောင်လမ်းကွာရောက်တိုင်းလဲကြားကြီးရဲ့ခြေရာကိုတွေ့ရတယ်။ငါလည်းလန့်တာပေါ့ကွာ။ဒီတော့အဖော်ပါလာတဲ့ရွာသားလေးကဘာမှမလန့်မှန်းနဲ့အကိုတဲ့။အဲ့ဒါအဖိုးရဲ့မော်ကြားလိုက်ဆောက်ရှောက်ပေးတာတဲ့။ကြားကြီးရအကောင်းတိုင်းဆိုရင်ဒီလန့်အန္တရာယ်ကင်းနေသွားပါဆိုပြီးပြောတာတဲ့။တကယ်လို့ခြေရာမှာကြားလက်တဲ့နဲ့ကုတ်ချစ်ထားတဲ့အရာတွေ့ရင် ဲ့ဒီလမ်းကနေမသွားပါနဲ့လို့ပြောချင်တာတည်းကွငါလည်းအဲ့ဒီကြမှာအဲ့ဒီဘိုးကြီးကမော်ချားပိုင်နေဆိုတာသိရကွမြို့နာမင်းကလည်းလေရှိရဲ့ဗျာတခြားမတွေ့နဲ့ကွလေရှိဆိုတာကတဲ့ဘာသာစကားလိုင်းရှိကနေစဉ်သက်လာတာမြေစီမြေနဲ့ခန်းချောက်ရအရက်လို့အတိတ်ပဲရတယ်ကွမြို့နာမင်းကလည်းစမ်းအဖြစ်ပြက်တွေကလည်းခန်းဆန်းဆန်းပါလားဗျာကဲအလက်ကောင်ကြီးထူးတာတွေစမ်းတာတွေလုံးမနေစမ်းနဲ့မင်းရုပ်ကိုလည်းမေးပြန်ကြည့်အောင်ကွ မျက်ကွင်းကတတောင်လုံးချိန်ပြီးညိုနေပြီအိတ်ဆရာရှိတာတွားအိတ်တော့ဥပဒါပြောတာနဲ့ကြုတ်လဲတကြီးအိတ်ရှိခံအိမ်တောင်လေးတတောင်မှာတွားပြီးအိတ်လိုက်ရတယ်အချိန်ကည9နာရီလောက်ပဲရှိသေးတာဗျအိတ်နေတော့စူးစူးညံ့ညံ့အော်တန်တွေကြားတော့မှကြုတ်လန့်လို့လာတယ်ငုတ်တုတ်ထထိုင်လိုက်တော့ဥပဒါကလည်းကြုတ်ပြီးမှထိုင်နေတယ်ဗျရွာထဲမှာတော့တုံးခေါက်တန်တွေအော်ဟစ်တန်တွေနဲ့စူညံနေတယ်ဗျဥပဒါဘာဖြစ်တာလဲဗျတောက်ကိုင်းမှာကြားမိတယ်ထင်နေကွမုတ်ဆိုးစောသိန်းတို့လည်းထွက်သွားကြပြီ အာဒါမျိုးတော့ဘယ်လုတ်ခံလို့ရမလဲဥပဒါရဲ့ကျုပ်တို့လည်းသွားကြရအောင်တကြီးအိမ်မှာကျုပ်နဲ့ဥပဒါပဲရှိနေတယ်တန်တော့အကိုကြီးနဲ့ကိုပူးတို့လည်းကြားမိပြီဆိုလို့သွားကြည့်ကြပုံပဲကျုပ်နဲ့ဥပဒါအိမ်မောကဆင်းမယ်လို့မှအိမ်နောက်ဘက်အခန်းအော်တန်တစ်ခုကိုကြားရတဲ့ဗျမိန်းကလေးတယောက်ရဲ့အော်တန်ဗျအတန်းကပိုးပကြီးအခန်းထဲကနေလာတာဆိုတော့ကျုပ်နဲ့ဥပဒါနဲ့ပိုးပကြီးအခန်းထဲကိုပြေးဝင်လာခဲ့ကြတယ်ပိုးပကြီးကညာဘက်လက်ကိုမြောက်ပြီးတော့မတ်တက်ကြီးအော်နေတယ်ကျုပ်နဲ့ဥပဒါနဲ့အခန်းထဲပြေးဝင်ပြီး ပိုးပကြီးကိုဆွဲတော့ပိုးပကြီးရဲ့လက်ကိုကျိုးနဲ့ဆွဲထားတယ်လို့မျိုးဆန်းဆန်းကြီးဖြစ်နေတယ်ဗျ။တေချာကြည့်တော့လည်းဘာကျိုးမှမရှိဘူး။ပိုးပကြီးကလက်တစ်ဖက်ကိုမြောက်လို့တွဲလောင်းကြီးဖြစ်နေတယ်။ဥပဒါဘာဖြစ်တာလဲ။ဓာတ်ချောင်းယူခဲ့လက်ကောင်ကြီး။ဥပဒါပြောတာနဲ့ကျုံမီးဘောချောင်းတွေကိုပြေးဝင်ခဲ့တယ်။ထင်းခေါက်တဲ့ဓမ္မကိုယူပြီးအခန်းထဲကိုပြေးဝင်လာခဲ့လိုက်တယ်။ဒီမှာဓာတ်ရပြီဥပဒါ။အေးမင်းကအရက်ရှိရှိနေဆိုတော့ပိုးပကြီးရဲ့မြောက်ထားတဲ့လက်အပေါ်ကလေယာဉ်နဲ့ကိုဓာတ်နဲ့ခုတ်ဆန်းွာ။ဗျာ။ အဲ့ဒီမှာဘာမှမမရှိတာဗျခောက်ဆိုခောက်ဆန်းမှာကွာနောက်ကျရင်ပိုးပကြီးတေးသွားနိုင်နေကွာကြောက်လေအနာအတန်တက်တာပေါ်တက်လိုက်ရင်ပိုးပကြီးရဲ့မြောက်ထားတဲ့လက်အပေါ်ဘက်ကလေယာဉ်ထဲကိုဓာတ်နဲ့၄၅ချက်လောက်ဝှေ့ရမ်းပြီးခောက်ထည့်လိုက်တယ်ဒီလိုခောက်ထည့်လိုက်တော့မှပဲပိုးပကြီးကအောက်ကိုပုံလျက်သားလေးပြုတ်ကျလာတယ်ဗျဥပဒါဘာတွေလုံးနေလဲဆိုတာကြောက်ဖြစ်နားမလည်နိုင်တော့ဘူးဥပဒါပုံလဲကျနေတဲ့ပိုးပကြီးကိုလက်ညှိုးထိုးရင်မှန်မှန်ပြောစမ်းခလေးမကြားနင်းရဲ့ကြားမလားဥပဒါဘာတွေပြောနေရလဲဗျာ ကြားနဲ့ပိုးပကြီးနေတာဘာဆိုင်လို့လဲဗျ။ငါအစတည်းကကြားနဲ့သူနေတာတခုခုဆက်ဆက်မှုရှိမယ်လို့တွေးထားပြီးသားကွာ။ညနေရအောင်ခင်ပြောတော့မှကြားနဲ့ဒီကလေးမနဲ့ဆက်ဆက်နေတာပိုပြီးထင်ရှားသွားတာ။ဗျာ။ဒါဆိုပိုးပကြီးကမော်ကြားပိုင်ရှင်ပေါ့။အစ်စ်ဘောကွာ။မော်ကြားနဲ့ကြားသခင်နေတာစိတ်ချင်းဆက်သွယ်မှုရှိနေတယ်မလား။အခုသူ့ပစက်မှာဖြစ်နေတာကလည်းဘာရေယုံမှမဟုတ်ဘူး။မီးလောင်တာကြီးကွာ။ ဒါဆိုမင်းညကြားကြီးကိုကျုပ်ထင်းစားနဲ့ရိုက်လိုက်လို့ကြားပစက်မီးလောင်သွားတာကြောင့်များလားဥပဒါခါထောက်လိုက်ရင်ဒီမဲ့ကလေးမအခုချိန်မှာတော့မင်းဘာမှငင်းလို့မရတော့ဘူးဖြစ်ခဲ့တာတွေကိုငါတို့အမှန်တိုင်းပြောစမ်းဒီအကြောင်းတွေကိုငါတို့ကလွယ်ပြီးဘယ်သူမှမသိစေရဘူးလို့ငါကတိပေးတယ်ပိုးပကြီးကတချောင်းရှောင်းနဲ့ငိုတော့တာပဲဗျာပြီးတော့မှကောင်းငိန်ပြီးဟုတ်ပါတယ်ဒီကြားကကျမရဲ့ကြားပါဟာမင်းဒီကြားကိုဘယ်လိုရခဲ့တာလဲ ပြောပါမယ်ရှင်။ကျမအသက်10နှစ်လောက်ကအဖေတို့နဲ့မြိုင်သာဖျားဝဲဆေးသွားရင်ပွဲကင်းထဲမှာလူစုကွဲသွားခဲ့ပါတယ်။ကျမတယောက်တည်းရှောက်သွားနေတော့တထောင်းစားကြီးတယောက်နဲ့တွေ့ခဲ့တယ်။သူ့အဝတ်တွေကစုပ်ပြတ်နေတာပဲ။တထောင်းစားကြီးကိုတနာတာနဲ့ကျမအဖေစင်သားတဲ့နက်ကက်လေးကိုချုပ်ပေးလိုက်ပါတယ်။တထောင်းစားကြီးကတော်တော်ဝမ်းသာသွားပြီးသူ့လက်မှာဆွတ်ထားတဲ့ဆင်မီလက်စွပ်အမဲလေးကိုဖြုတ်ပြီးတော့ကျမကိုပြန်ပေးပါတယ်။ပါးစပ်လည်းပြောပါသေးတယ်။ဒီလက်စွပ်ကလေးထဲမှာတံမိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါတယ်လို့ပြောပါသေးတယ်။ ဒါဆိုအဖိုးကြီးကနာဂပြည်ရလူကြီးများလားလက်စွပ်ထဲမှာအမော်ကြားထည့်ပြီးလက်ဆောင်ထည့်ပေးလိုက်တာများလားပိုးပကြီးကကောင်းငိန်ပြီးတော့အလုံးနဲ့တိတ်မကြခင်မှာကြားတဲ့ကောင်ကအိမ်မက်ပေးပါတယ်ကြားပေါက်ကလေးတော့မဟုတ်ပါဘူးအတော်ကလေးကြီးပါပြီကြားလေးကကျမကိုချစ်လို့လူကြီးတိတ်ချင်ဆိုရွာထဲကိုဝင်လာပြီးတော့ကျမနဲ့လာလာတွေ့ပါတယ်အဲ့ဒီတုန်းကရွာစီယိုလည်းမရှိပါဘူးဥပဒါကောင်းတဲ့ဆက်ဆက်ညင်ရင်อืมငါနားလေပြီ ြင်ရွာမုံဆိုးတက်ပြင်းတွေ့တာမင်းရဲ့ကြားကလေးနေမှာပေါ့ဟုတ်ပါတယ်ကြားကလေးကိုမုံဆိုးကြီးကလိုက်ချောင်းမြောင်းနေပုံပါပဲဒါကြောင့်ကျမကကြားကလေးကိုဟိုးတောတောက်နေထဲမှာပဲနေခိုင်းပါတယ်ဒါပေမဲ့လာပြင်းညတွေရောက်ရင်ကြားကလေးကိုတွေ့ကျင်တဲ့စိတ်တွေတဖွာဖွာဖြစ်ပါတယ်ကြားကလေးကလည်းကျမကိုလာတွေ့ပါတယ်ကျမတို့တွေ့တဲ့အခါတိုင်းကြားကလေးအတွက်အသားတွေယူသွားပေးပါတယ်ဒီလိုနဲ့ကျမတို့တစ်နေ့ထက်တစ်နေ့ခင်မင်လာကြရင်ကြားကလေးကကြီးလာပါတယ်မုံဆိုးကြီးကလည်းကြားကိုအလွတ်မပေးပဲချောင်းနေတာနဲ့ နောက်ပိုင်းကြားကလေးကိုရွာနားမလာခိုင်းတော့ပဲကျမကပဲတောတောင်နေတယ်ကိုသွားတွေ့ပါတယ်ခမရကတော်တော်တက်တီကောင်းတာပဲလွန်ခဲ့တဲ့လပြည့်နေ့ကမုံဆိုးကြီးကခြေတကောင်ရလာပါတယ်ကျမလည်းသူ့စီကအသားတွေဝယ်ပြီးတော့ပလိုင်းနဲ့ထည့်ပြီးတောထဲကိုတက်လာခဲ့ပါတယ်မှုန်ရှာမြစ်ချိုးပုံစံမျိုးနဲ့တက်လာခဲ့တာပါစံချောင်းကလေးအနားရောက်တော့ကြားလေးနဲ့ကျမနဲ့တွေ့ပါတယ်ကြားလေးကိုကျမအစာရှာကျွေးနေတော့မှပဲမုံဆိုးကြီးကရောက်လာပါတယ်တကယ်တော့သူကကျမအနောက်ကိုခြေရခံပြီးလိုက်လာတာပါ မော်စိုးကြီးကကျမကိုချိန်ချောက်လိုက်ပါတယ်။ကျမကြားမွေးနေတဲ့အကြောင်းတရွာလုံးသိအောင်ပြောလိုက်မယ်ဆိုပြီးအချက်ကင်ပါတော့တယ်။ကျမလည်းဒီလိုမလုပ်ဖို့အထက်နန်တားတော့သူကကျမကိုတခုတောင်းဆိုပါတယ်။ဘာအောင်တောင်းဆိုတာလဲပိုးပကြီး။အဲ့လူကဘာလိုချင်တာလဲ။ပိုးပကြီးကမျက်နှာကိုတစ်ချက်မင်းလိုက်ပြီးတော့မင်းကလေးတယောက်စီကယောက်ျားသားတွေလိုချင်တဲ့အရာဘာရှိလို့လဲရှင်။ဟာဒါဆိုမင်းကသူတောင်းတာကိုလိုက်ရောခဲ့တယ်ပေါ့။ ပိုးပကြီးကကောင်းကျင်းပြတယ်။တခါတော့မဟုတ်ပါဘူး။ဒီလူရုံးမကြီးကကျမကိုအကြက်ကင်ပြီးသူ့အလိုရှိတဲ့အခါတိုင်းချင်းချောက်ရယူခဲ့တာပါ။ဥပဒါတပြင်းတစ်ချက်ချပြီ။ဟွန်းဖြစ်မှဖြစ်ရလေခလေးမရဲ့။ပိုးပကြီးကပြောနေရင်ဒေါသရေထွက်လာတယ်။ကျမတီးခံမှုအကျင့်ချင်းစူးစမ်းပါသေးတယ်။ဒါပေမဲ့ဒီလူကြီးကတိတ်တရားလွန်လာလို့သူတိမ်မအေးမယ်ဆိုပြီးကြားနဲ့တိုက်တက်ခံလိုက်တာမလွန်ပါဘူးမင်းရဲ့လိုရက်ကမလွန်ပါဘူးပိုးပကြီး သူများတွေဘလို့မြင်မြင်မေးလို့ရက်ကမှန်တယ်လို့ငါထင်တယ်။ဒီလိုလူယုံမှာဒီလိုနီးနေပဲတည်တည်နေ။ဒါပေမဲ့အခုမမျော်လင့်နိုင်တဲ့ပြဿနာတစ်ခုဖြစ်လာပါပြီ။အဲ့ဒါကတော့ကြားလေးကလူသားစားမိပြီးလူသားကြီးစားကျင်နေတာပါ။မင်းကမင်းရဲ့ကြောက်အောင်မထိန်ဘူးလား။ကြားနေကျမစိတ်ချင်းဆက်သွယ်မှုရှိရဆိုပေမဲ့သူ့ရာခိုင်နှုန်းပြည့်ထိန်လို့ရတာတော့မဟုတ်ပါဘူး။အခုပိုဆိုးတာကြားလေးကလူသားစားပြီးတော့သူ့ရဲ့တာရဲစိတ်တွေပြင်းထန်နေတယ်။ သူ့ဘလို့မှဖြောင်းဖြားလို့မရဘူး။ဥပဒါအကောင်းတဆက်ဆက်ညင်ရင်ကြားနဲ့မင်းကဆက်ဆက်မှုရှိနေတယ်ဆိုတော့ကြားသိရင်မင်းသိမယ်။မင်းသိရင်ကြားသိမယ်တဘောပဲ။ဒါဆိုရင်တော့မင်းသိရမယ်နေရတိတ်မဝေးတော့ဘူးကလေးမ။ဘာဖြစ်လို့လဲဆိုတော့ကြားမော်ဆိုစောသိန်းကအဲ့ဒီကြားကိုအလွတ်ပေးမှာမဟုတ်ဘူး။အခုတော့မင်းရဲ့ကြားတော့ကိုင်းပြီးတော့မင်းရဲ့လက်ကမြောက်နေမိတယ်မလား။တေတော့လေပါထူးသေးလေပါကြီးရဲ့ ကျမကိုယ်ထဲမှာဟိုလူယုံမာရဲ့ရင်သွေးအောင်ရှိနေပြီလားမသိဘူး။ကျမမှာဒီစိတ်ကြီးနဲ့ဘလို့အသက်ဆက်ရှင်ရမလဲ။တေသွားတာမှကောင်းမယ်မလားရှင်။ဟာဘိုးပကြီးတေလို့မဖြစ်ဘူးဗျ။ဥပါလား။တခုလုံးပါအောင်ဗျ။ခုနကပြောတော့သူ့ကြာမော်ကြားဆိုဗျ။မော်ကြားဆိုပေမဲ့လေသူပြောတာနားထောင်ကြည့်တော့တကယ်ကြားအစ်လို့ဖြစ်နေတယ်ကွ။ငါတို့မှာနီလန်တလန်းပဲရှိတယ်။တကယ်လို့ဘိုးပကြီးကိုမသေးသေးခြင်းဦးဆိုရင်ကြားနဲ့သူ့အကြမ်းမှာချိတ်ဆက်မိနေတဲ့စက်ကြောကိုဖျက်တောက်မှရမယ်။ လှုပ်ပေးပါဥပဒါရအဲ့ဒီလိုလှုပ်ပေးစမ်းပါဒါကလည်းကာယကံရှင်ရဲ့လက်ခံအောင်ပါကွာကျောက်ကဘိုးပကြီးရဲ့လက်မောင်းကိုဆွဲကင်လှုပ်ရင်ပကြီးမင်းတိတ်လို့မဖြစ်ဘူးလူဘဝဆိုတာရခဲ့ပါတယ်ပကြီးရာလူတိုင်းကအမားနဲ့မကင်းကြဘူးဒါပေမဲ့အမားကြာရှိလို့အမှန်မဖြစ်ပါဘူးပကြီးအမားရောအမှန်ပြင်နိုင်မှတကယ်အမှန်ဖြစ်မှာဒါကြောင့်အမားတွေတစ်ခုပြီးတစ်ခုဇက်တိုက်ဆက်မားနေလို့မဖြစ်ဘူးပကြီးဒီလိုမလုပ်ရဘူး ဥပဒါပြောတော့လက်ခံလိုက်ပါပကြည်ရဲ့ပိုးပကြည်ကငိုရင်းနဲ့ဒါမှမဘလို့လောက်ရမလဲမှားခဲ့ဘူးတဲ့အမားတခုဘလို့ပြန်ပြင်ရမလဲဒီအမားကြီးကကျမဘဝကိုဆုံးထင်းခဲ့တဲ့အမားကြီးတခုဖြစ်ခဲ့တယ်မလားပြက်အစဉ်ပြင်ခဏဆိုတဲ့စကားရှိပါတယ်ပကြည်ဒီအမားကိုပြင်ဖို့နီလန်းတခုခုတော့ရှိမှာပါအမားကိုပြင်ရင်နဲ့စိတ်သာရှိရင်နီလန်းတခုပေါ်လာမှာပါပကြည်ရဲ့။ဘာနီလန်းလဲ။ဘလို့နီလန်းကဒီအမားကိုပြင်နိုင်မှာလဲ ။အိုဗျာဘယ်နီလန်းမှပြင်မရအောင်ဆိုရင်တော့နီလန်းတစ်ခုတော့ရှိပါသေးတယ်။အဲ့ဒါတော့ပကြီးကိုပကြီးကိုကျုပ်အလက်ကောင်မင်းမယူရဲ့ဆန္ဒနဲ့မလုံဆန်းပါနဲ့ကွာ။ပကြီးကိုကျုပ်ယူမယ်ဗျာ။ကျုပ်ထပြောလိုက်တော့ပကြီးရဲ့မျက်လုံးလေးတွေကဝိုင်းဆက်လို့သွားတယ်။ကျုပ်တို့ဖျားဒီစကားထွက်လာမှအောင်သူတွေးမိပုံမရအောင်။အလက်ကောင်မင်းတကယ်ပဲဒီလိုလုပ်တော့မှလား။လူအတက်တချောင်းကိုကယ်ဖို့အတွက်ဒီလိုလုပ်ရမှာပဲဥပဒါ။ တကယ်လို့များပကြီးရဲ့ပိုက်ထဲကရင်သွေးလေးရှိနေမယ်ဆိုရင်ဒါလူအသက်နှစ်ချောင်းကိုကယ်ရရောက်တယ်မလားမင်းတေချာစဉ်းစားအောင်နော်အလက်ကောင်ဒီလိုသဘောထားမျိုးကလူတိုင်းထားနေတာမဟုတ်ဘူးကွာမင်းကအခုသွေးပူနေတော့ဒီလိုဆုံးဖြတ်လိုက်ပြီမဲ့တကယ်တမ်းသဘောထားမကြည့်ပေးနိုင်ဆိုရင်မင်းလောက်ရကလူနှစ်ယောက်ရဲ့ဘဝကိုထိခိုက်နေနိုင်စေလိမ့်မယ်ကွာကျုပ်ဆုံးဖြတ်ပြီးသားပါဥပဒါယာဘာဖြစ်ဖြစ်ကျုပ်ရင်ဆိုင်မယ်ဗျာမင်းကတတိကောင်းတာလားတုံးအလုံးတာလားတော့ငါမသိတော့ဘူးအလက်ကောင်ယာ ီမယ်ပကြီးမင်းဘာမှစိတ်မပူနဲ့ဥပဒါစီရင်တဲ့မြောက်ကိုမင်းလိုက်နာပါကျန်တော်ရဲ့အကောင်လုံးကိုအကိုရှင်းမင်းမယ်ပကြီးကမျက်ရည်လေးတွေကြာရင်ခေါင်းငိမ့်လိုက်တယ်ဥပဒါကပကြီးကိုကြည့်ရင်ဒီမယ်မင်းကလေးမင်းရဲ့မော်ကြောက်ဆွန့်လွတ်လိုက်ဖို့အသင့်မဲလားအသင့်ဖြစ်ပါပြီအပကြီးအပကောင်းတယ်လို့သာလုပ်ပါတော့ဥပဒါကပကြီးရဲ့ခေါင်းကိုလက်နဲ့အုပ်ပြီးကင်လိုက်တယ်နောက်တော့မန္တန်တွေရွတ်လိုက်တဲ့အခါပကြီးရဲ့ခေါင်းကစပင်တွေကလေပြင်းတွေဝေးတိုက်တယ်လို့ဝဲပြန်နေကြတယ် ရွှေရောင်စပင်လေးတစ်ချောင်းကပကြီးရဲ့ကောင်းလေးကနေတဖြည်းဖြည်းချင်းရှည်ထွက်လာတယ်။ဥပဒါရွှေရောင်စပင်လေးကိုလက်နဲ့ချောင်းနဲ့ညှက်ကင်လိုက်ရင်ဟောတာသူနဲ့မော်ကြားတွေကထိမ့်ချုပ်ပြီးတဲ့စက်ကျိုးပဲ။သုံးပညာပဲဖြစ်ဖြစ်မော့ပညာပဲဖြစ်ဖြစ်တခုခုကိုထိမ့်ချုပ်ခိုင်းစေဖို့ဆိုရင်ဟောဒီလိုစက်ကျိုးတွေကိုအသုံးပြရတယ်။ဥပဒါပြောပြောဆိုဆိုနဲ့စပင်လေးကိုတအားဆောင်ဆွဲထည့်လိုက်တာစပင်ကပိုးပကြီးရဲ့ကောင်းလေးကနေကျွတ်ထွက်သွားပြီးတော့အလင်းရောင်နဲ့အကုန်ပျောက်သွားပြီးစပင်ဖြူကလေးတစ်ချောင်းအဖြစ်ပြောင်းလဲသွားပါလေရောဗျာ။ပိုးပကြီးလည်းအနောက်ကိုယိုင်ပြီးတခါလေလဲကြသွားတော့တယ် သူ့ကိုအနားယူပစင်အောင်လက်ကောင်ဒီလိုအဖြစ်မျိုးကအားရင်တော့ရုပ်စီတယ်ကွာပိုးပကြီးကိုအဲ့ရတဲ့တိတ်နေတော့မှတုံးခေါက်တန်တွေအော်ဟစ်တန်တွေကတဖြည်းဖြည်းနီးကပ်လာတယ်ကြားကြီးရွာထဲကိုဝင်လာပြီးဟေ့ဆိုတဲ့အော်တန်တွေကိုလည်းကြားရတယ်ဥပဒါနဲ့ကြုံတဲ့အိမ်ရှိကိုထွက်ထုံးရှိသေးတယ်ကြားကြီးကလေကားနဲ့တက်လာပြီးတော့အိမ်ပေါ်တော့ရောက်နေပါရောဗျာကြားကြီးတစ်ခုလုံးကရွှေရောင်လိုအလင်းရောင်ကြီးတွေတောက်ပနေပြီးတော့မျက်လုံးနှလုံးကနေအဝါရောင်အလင်းကြီးတွေပျော့ပျော့ပြတ်ပြတ်ထွက်နေပါလေရောဗျာကြားအောင်မြင်တော့ကြောက်တောင်လန့်သွားတယ်ဗျဥပဒါလောက်ပါအောင်ဗျာ ကြာသူတခင်ကသူ့ကိုစွန့်ပြစ်သွားတာသိလို့ဒီလိုလောက်ရပါမလားဆိုပြီးတော့တခင်ကိုလာပြန်တက်တာကွာပြောနေတော့ရှိသေးတယ်ကြားကြီးကပါဇက်ကိုဖျဲလိုက်ပြီးဟိန်းနံအကျဲကြီးနဲ့ဟိန်းမာလီရောဗျာကျုပ်ဖြင့်ကြားရင်နံကြတော့နားတွေဥပြီးတော့ရင်းနဲ့တက်လက်လက်နဲ့ဖြစ်ရတယ်ဥပဒါကလည်းကြားကြီးကိုကြည့်ပြီးတော့ကြက်ကရာသာဥပဒါကွာလို့ပြောပြီးအတန်နဲ့ကြီးတစ်ခုနဲ့ပိတ်အော်ချထည့်လိုက်တယ်ဥပဒါရဲ့အတန်ကကြားဟိန်းတာလည်းမဟုတ်တခြားတန်လည်းမဟုတ်နဲ့အခုခေတ်ဒိုင်နိုဆောကားတွေဂေါ်ဇီလာကားတွေကလည်းအတန်ကြီးဗျဆူဆူဝါးနဲ့အော်ထည့်လိုက်တာများ ကျုပ်ဖြစ်နာအောင်လက်နှစ်ဖက်နဲ့ပိတ်ထားလိုက်ရတယ်။ဥပဒါအော်တဲလိုက်တော့ကြာကြီးကတစ်ချက်ငြိမ်ကြသွားတယ်။ဥပဒါအကြာကြီးကိုကြည့်ရင်ဟဲ့ကောင်မင်းပြန်တော့ဒီနေရာမှာမင်းအတွက်နေစရာမရှိတော့ဘူး။မင်းသွားလိုက်တော့တတက်လုံးဒီကိုပြန်မလာခဲနဲ့တော့ဥပဒါပြောလိုက်တော့ကြာကြီးကတဖြည်းဖြည်းကြောက်ကြောက်ဝင်သွားပြီးတော့တမိနစ်တောင်မကြာလိုက်ခင်မှာပဲပိုးဆုံးကျူလို့အလင်းဆက်လေးဖြစ်သွားတယ်ဗျာ။နောက်တော့အလင်းဆက်ကလေးကလေနဲ့လွင့်ရပါပြီးပျောက်ကွယ်သွားတော့တာပဲ။အဲ့ဒီချိန်မှာကိုစောသိန်းတို့အကိုကြီးတို့ကအိမ်ပေါ်ပြေးတက်လာကြတယ်။ ကြားရောကြားမှာမလဲတက်ကရာသာဥပဒါနဲ့တွေးလို့ပြေးတာကြာဘောကွအဲ့ဒီချိန်ဆာပြီးတော့မြားကနန်ရွာမှာကြားဆိုတဲ့အတန်းတော့မကြားရတော့ပါဘူးဗျာကြားကိစ္စပြီးသွားပြီမဲ့ကျုပ်တို့ကိစ္စကြံနေတဲ့ဗျကျုပ်နဲ့ပကြီနဲ့ကိစ္စပေါ့ဗျာကျုပ်ဖြင့်နောက်တနေ့မနက်မှာပဲတကြီးကိုဖွင့်ပြောလိုက်တယ်တကြီးပါဒီကတန်းအန်တောနေဗျအကိုကြီးကလည်းအလက်ကောင်တကယ်ကြီးလားဆိုတဲ့အကြည့်နဲ့ကြည့်တယ်ကျုပ်အပြော်တဘောနဲ့ပြောနေတာမဟုတ်ပါဘူးတကြီးကျုပ်ပိုးပကြီကိုမြင်မြင်ချင်းကလေးကချက်မိသွားတာပါ ဟောဒီလူကြီးဆောင်ဟာရှေ့မှာပဲပိုးပကြီးကိုရုံးမိကြပေါင်းသွားပါမယ်လို့ကတိပေးပါတယ်။ကျုပ်တို့နှစ်ယောက်အမြန်ဆုံးလက်ထပ်ပေးပါတကြီးဟာ။နေပါဦးမောင်ရင်ကတမီးလေးဆန္ဒကိုလည်းမေးကြည့်ပေးရစီအောင်။တကြီးပါဒီဟာပိုးပကြီးကိုမေးကြည့်တော့ပိုးပကြီးကခေါင်းငိမ့်ရှာတယ်။အကိုကြီးဆိုရင်အခုထိမယုံနိုင်သေးဘူးဗျာ။အလက်ကောင်ကတွတ်လိုက်တာကွာ။ဒီရောက်တာပဲဘယ်နဲ့ရရှိသေးလို့လဲ။တခါတည်းမိန်းမကိုတန်းရရောပဲဟေး။ဒါပေမဲ့ငါငါခင်မနဲ့သဘောတူပါတယ်ကွာငါခင်မငငယ်ချောချောလေးဟုတ်ကွာ ဒါဖြင့်ဒီလိုလောက်ပါလားမောင်ရင်တို့လောလောဆယ်တော့ဒီရွာလူကြီးဆောင်ရနဲ့တောင်းရက်နဲ့မင်္ဂလာပွဲလေးလှူသားလိုက်ကြပေါ့ဒီအပြံမှာမင်္ဂလာကိစ္စကိုအစီအစဉ်ကြတာပေါ့ကိုပူကအလက်ကောင်တော့ဆွန်ချက်ပဲကွာရောင်မိမချောချောလေးပါတခါလဲယူပြီးပြန်ပါကွာဟုတ်ပါဒီကောင်ဝါလာတိုက်တာမဟုတ်ဘူးဟေးမိမလာတိုက်တာနေမှာကွာကိုပူနဲ့ကိုရှေတို့ကလည်းရင်နေကြတယ်ကျုပ်ဖြင့်မျက်နှာကိုဘယ်မှာထားရမှန်းမသိပါဘူးဗျာပိုးပကြီးကိုလှမ်းကြည့်လိုက်တော့လေပိုးပကြီးကပြုံးပြတယ်ဗျာ အဲ့ဒီညနေပဲမောစိုးစောသိန်းတို့တောလေထွက်တာတောဝက်တောင်ကြီးတကောင်ရင်တောဝက်မတကောင်ရင်ရတယ်ဗျာကိုစောသိန်းကဒီတောဝက်ကြီးတွေကကျုပ်တို့လက်ဖွဲ့တာဆိုပဲဗျဒီရွာမှာဒလေးတစ်ခုရှိတာတောင်းရနဲ့ပွဲမှာလဲရက်တိရွာသေးဖြစ်အောင်ထမင်းကျွေးတယ်ဆိုပဲအခုတော့ရွာသားတွေကတောဝက်ကိုဖျက်ပြီးချက်ဖို့ပြောက်ဖို့ပြင်ဆင်ကြတယ်ဝက်လုံးတွေခုတ်ပြီးတကြီးရင်ရှိမှာမန်းတက်ထိုးတယ်ပိတ်စာတွေတင်းနေကလကာရီနဲ့မန်းတက်ကြီးကိုအလှဆင်ကြတယ်နောက်တနေ့မနက်ရောက်ရင်လူကြီးတွေရဲ့ရှေးမောင်မှာတောင်းရံပွဲကျင်းပမယ်ပေါ့ တကြီးပါဒီကလည်းဘကာတနာမမတ်တယ်လို့ဆိုတော့တင်တောင်းလာတွေဘာတွေမလိုပါဘူးတဲ့ဗျာဘလောက်တော့အစင်တင်လိုက်တယ်လဲအကိုကြီးကရွာတွေကနေတိုက်ပုံတတဲငှားလာပေးတယ်တိုက်ပုံတော်မတော်ကြောက်ကိုဝစ်ကြည့်ပေးရင်နဲ့အလန့်ကောင်တို့ကတော့ဒီတခါမိမတကယ်ရပြီနဲ့တူပါတယ်ကွာဥပဒါဘေးနာကနေခါထောက်ကြည့်နေရင်ငါကတော့မထင်ပါဘူးကွာဒီတခါတော့ဥပဒါမှားသွားပြီဗျအခုမင်္ဂလာမန်းတက်တွေရောအားလုံးအစင်နေဖြစ်နေပြီတို့တို့သမီးကလည်းတွင်တွင်ပေါအောင်ကောင်းကျိန်နေပြီ တတော်သမီးဖေကိုယ်တိုင်သဘောတူပါရဲ့ဆိုမှတော့အားလုံးပြီးပြီပေါ့ဗျာမဟုတ်ဘူးလားဥပဒါကတော့ဘာမှမပြောတော့ပဲကိုင်ကြီးမြောင်းလို့ဗျနောက်တနေ့မနက်လဲမှာပြီဗျာအင်ရှင်းမှလည်းဧည့်သည်တွေကတဖွဲ့ဖွဲ့ရောက်လာကြကုန်ပြီကျောက်ကတော့အကိုကြီးငားပေးရတဲ့တိုက်ပုံနဲ့စတိုင်ကြနေပြီဗျရွာလူတွေကလည်းကျောက်ကိုကြောင်ထောင်ခံမောင်းဆိုပြီးတိတ်အားကိုးကြတာကိုကျုပ်လိုက်နှုတ်ဆက်နေတော့တကြီးနဲ့ကာလာသမီးကောင်းတို့ပြာတိပြာရာဖြစ်နေကြတယ်တခုခုဖြစ်နေပြီဆိုတော့သိကြပြီဗျကျုပ်သွားမေးလိုက်တော့တကြီးကမျက်စိမျက်နှာပြတ်နေတယ်တကြီး ဘာတွေဖြစ်လို့လဲဗျဟိုလေသမီးပြောင်းနေတယ်မောင်ရင်ဘာဗျဘလို့ပြောင်းသွားတာလဲဗျအိမ်သားတွေဘာတွေသွားနေသလားလို့ရှာကြည့်ပါဦးတကယ်ကမနဲ့အိမ်ရနိုးကလေးကအခန်းထဲကထွက်မလာတာပဲအစားပင်မန်းလို့အိမ်နေတယ်ထင်တာအခုကာလာသမီးကောင်းဝင်ကြီးတော့မှသမီးမရှိတော့တာကွာကာလာသမီးတယောက်ကအိမ်ပေါ်ကနေပြေးဆင်းလာရင်တကြီးရေဟောဒီမှာစားတစားောင်းတွေ့တယ် ကာလာသမီးလက်ထဲကစာကိုကျုပ်ကဖမ်းဆွဲလိုက်ပြီးအမြန်ဖွင့်ကြည့်လိုက်တယ်။တို့အကိုဒီစာအကိုကိုတောင်းပန်ခြင်းလို့ရေးတဲ့စာပါ။အကိုကညီမတွေ့ဘူးတည်းများလူတွေထဲမှာတတိအကောင်းဆုံးလူတစ်ယောက်ပါ။ကြားမီးကိုလည်းလက်ချီးပလာနဲ့ဆွဲခဲ့ဘူးသလိုတော်ရုံရောင်ကြားတွေမလုံးနိုင်တဲ့အရာကိုလည်းလှုပ်ရဲတဲ့သူတစ်ယောက်ပါ။ကျမအကိုကိုတကယ်လေးစားပါတယ်။အကိုကိုလေးစားလို့လည်းကျမထွက်သွားဖို့ဆုံးဖြတ်လိုက်တာပါ။အကိုလိုရဲရင်ပြီးတတိရှိတဲ့သူတစ်ယောက်ရဲ့ဘဝကိုကျမကြောင့်အနစ်မွန်းမခံစေချင်ပါဘူး။ ကျမရဲ့အမားတကူကြောင့်အကိုဘဝထိခိုက်မှာကိုကျမမလိုလားပါဘူး။ဒါကြောင့်ကျမထွက်သွားလိုက်ရတာပါ။ဒါပေမဲ့အကိုစိတ်ချပါ။ကျမထပ်ပြီးတော့အမားတွေထပ်မလုပ်တော့ပါဘူး။ကျမဘဝကိုအရှုံးမပေးတော့ပဲတနည်းရရမှာအကောင်းဆုံးဖြတ်တန်းသွားပါမယ်လို့ကတိပေးပါရစေ။အကိုကကျမရဲ့ကျေးဇူးရှင်ပါ။ကျမညာအရာဝင်တိုင်းအကိုကိုရီမှန်းပြီးကတော့နေမိမှာပါ။ချစ်တဲ့ပကြီး။ဒီစာကိုဖတ်ပြီးတော့ကြောက်ချက်ချင်းလုံးချိန်လိုက်တယ်။ပြီးတာနဲ့ရွာတွေကအယူတစ်ပိုင်းနဲ့ပြေးထွက်လာခဲ့လိုက်တယ်။ မြကနိုင်ရွာလေးရဲ့အနောက်ဘက်မှာစမ်းကြောင်းလေးတခုရှိရဲ့ဗျအဲ့ဒီစမ်းကြောင်းလေးပေါ်မှာချောင်းကူတရားလေးတခုလည်းရှိသေးတယ်ကျုပ်အဲ့ဒီတရားလေးစီကိုရောက်ခဲ့တော့ဥပဒါတရားပေါ်ကနေတောင်ကြီးမြောက်ကြီးနဲ့ကြည်နေတယ်ကျုပ်စိတ်ထင်တော့ဥပဒါကကျုပ်ဒီလိုဖြစ်ပြီးဒီနေရာကိုရောက်လာမယ်ဆိုတာများကြိုသိနေသလားမသိပါဘူးဗျာအချစ်အချစ်အဲ့ဒီချစ်ကကျုပ်ကိုတိတ်ဒုက္ခပေးလို့နေဗျာပကြီးရဲ့မင်းလုံးရက်လိုက်တာမင်းငါ့ဘော်တကယ်မချစ်လို့များလား ကျုပ်ရေရွတ်လိုက်တော့ဥပဒါကောင်းခါလိုက်ရင်မဟုတ်ဘူးကွာ။ तू ကမင်းကိုတကယ်ချစ်လို့ဒီလိုလုပ်လိုက်တာ။ဘာဗျ။တကယ်ချစ်ရင်ဒီလိုလုပ်ပါမလား။အချင်းဆိုတာရယူခြင်းမှမဟုတ်ပဲအလက်ကောင်ရဲ့။အချစ်ဆိုတာစွန့်လွတ်ခြင်းပဲကွာ။ तू ကမင်းကိုတကယ်ချစ်လို့မင်းဘဝကသူ့ကြောင့်နင်းမွန်းသွားမှာစိုးလို့ तू ကမင်းကိုချစ်လျက်နဲ့စွန့်လွတ်ပေးလိုက်တာကွာ။လူတွေပြောကြတဲ့စကားတစ်ခုရှိတယ်။အချစ်ကြီးရယ်ဆိုတာ ကိုကိုချစ်တဲ့သူထက်ကိုကပိုချစ်နိုင်တာကိုပြောတာလေကွအခုပကြီးကသူ့ကိုသူထက်မင်းကိုပိုချစ်လို့သူ့ကြောင့်မင်းဘဝထိခိုက်မှာကိုကြောက်ပြီးမင်းကိုစွန့်လို့ပေးခဲ့တာတကယ်တမ်းပြောရရင်တော့ तू ကမင်းကိုပိုချစ်လို့ပေါ့ကွဥပဒါကျုပ်ပခုံးခတ်တတလေးပုတ်ပေးတယ်ကျုပ်ပြင်ဟန်အောင်မဆောင်နိုင်တော့ပဲဥပဒါကိုဆွဲဖက်ပြီးတဟင်းနဲ့ကလေးတယောက်လုံးငိုချမိလိုက်ပါတော့တယ်ဗျာဟုတ်ကဲ့ပါအခုလိုအဆုံးထိအားပေးနားဆင်ကြရတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်ဇာတ်လမ်းကောင်းများကိုလည်းတင်ဆက်ပေးသွားအောင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့မြန်တန်လေး channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။